ဟာဤစာမဏေ28နော်စာမဏေ28ကဝါခဲကဝါခရနိုင်ဟုတ်ပြီဝါခဲဆိုတာကအကြောင်းရင်းပေါ့နော်အကြောင်းရင်းတို့ဆိုလိုရင်းတို့အိဗဲတို့အဲ့ဒါမျိုးပြောဝါခရနိုင်ရမလားဆိုလို့ဒီပြီးတာမသိဘူးဆိုတဲ့အဲ့တော့ဟောဒီမှာကအိဗဲအများကြီးရတယ်ဘယ်လိုရလဲဆိုရင်ဆိုလိုရင်းကိုနားမလည်ဘူးဆိုတဲ့အိဗဲရရပေါ့နော်ပထမတစ်ခုကအဲ့တော့အိဗဲဆိုလိုရင်းကိုနားမလည်ဘူးနောက်တစ်ခုကကျတော့အကြောင်းရင်းဘာကြောင်မန်းကိုမသိပါဘူးနော်အဲ့လိုမျိုးအကြောင်းရင်းကိုလည်း ပြောလို့ရတယ်နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင်သူဘာကိုယူရနေမှန်းလည်းမသိဘူးเนาะအဲ့လိုမျိုးလဲရဘာကိုဆိုလို့မှန်းလည်းမသိဘူးဟာခေကပါကာလာနိုင်ဟွန်းဟုတ်ပြီเนาะအဲအဲ့ဆိုတော့အဲ့များသောအဖြစ်သုံးတာကတော့ဗာလဲဆိုရင်ဒီယူရချက်ပေါ့เนาะ sorry အာဘာကိုဆိုလို့လဲဆိုတာနားမလည်ဘူးရနောက်တစ်ခုကဘာကြောင့်မှန်းမသိပါဘူးဆိုတဲ့အသေးပြန်သုံးတာများတယ်เนาะဟာခေကပါကာလာနိုင်ဟဲ့ဟုတ်ပြီအဲ့ဆိုအချိပန်းကြည့်ပါမယ်ဟွန်းအနုဖတာဒီဆိုတာအဲ့ဒီနှစ်ယောက်ပေါ့เนาะ မတာစုခိယာယီဟာဂျီမေတန်ဒတ်တေအဲ့တော့နောက်တစ်ဖန်ပေါ့နော်မတာစုခိယာယီဆိုတာတွဲတာအဲ့တော့တွဲတာပြန်ဆတွဲသွားပြန်ပြီလေနော်အဲ့ဒီနောက်ကပြန်တွဲသွားပြန်ပြီလေမတာဟာပြန်ပြီးတော့တွဲပြန်ပြီတာဟွာခေကဟွာခဏယင်နေအဲ့တော့အဲ့တော့နားဝူးမလဲတော့ဘူးပေါ့နော်အကြောင်းရင်းကိုနားမလဲတော့ဘူးသူတို့တို့နောက်ကတွဲလိုက်ပြတ်သွားလိုက်တွဲလိုက်ပြတ်သွားလိုက်ခဏခဏတွဲလိုက်ပြတ်လိုက်ပေါ့နော်အဲ့လိုမျိုးအော်ဟာထပ်ပြီးတော့ပြန်တွဲတော့ပြန်ပြီလားဟာနားဝူးမလဲတော့ပါဘူးအဲအဲ့လိုမျိုးပေါ့နော်သူတို့အကြောင်းရင်းကို ဟုတ်ဟုတ်နောက်တစ်ခုနိဗ္ဗာန်ကြည့်ပါမယ်အာနဝေကဒုသတ္တာအဲ့ဒီရုပ်ရှင်ကဘယ်လိုလဲတဲ့ဒုသတ္တာဘယ်လိုဖြစ်ခဲ့လဲပေါ့နော်ဘာနာရှိကဖုကုဇာဆိုတဲ့အဲ့တော့ဒီစကားပြောတာတွေကရှုပ်ခွေးနေပြီးတော့ဝါခဲကဝါခန္နာခတ္တဝါခန္နာခတ္တဆိုတာခုနလိုမျိုးပဲဝါခါရနာခတ္တဩနေရမှာပေါ့နော်ဝါခါရနာခတ္တတချို့ထောက်တယ်ပေါ့နော်အဲ့လိုဆိုရတာလည်းထောက်တယ်ဆိုရင် ဝါခရဏခတလို့ပြောလို့ရတယ်ဝါခန္ဓာခတဆိုရင်လည်းထောက်လိမ့်မယ်နော်အဲ့တော့ဒီမှာဖူကုဆဆုမနက်စနုံမှတ်တာမနော်ဖူကုဆဆုဆိုတာကအကြောင်းအရာတွေစကားတွေအဲ့လိုမျိုးရှုပ်ထွေးတာကိုဖူကုဆဆုလို့ခေါ်တယ်အဲ့တော့ဟိုကားတွေရှုပ်တာတို့အဲ့လိုမျိုးဆိုရင်ခွန်ဆဆုလို့ခေါ်တယ်ခွန်ဆဆုရှေ့ကဖူကုနေရာမှာခွန်ပြောင်းမှာနော်ခွန်ဆဆုဟွန်းအဲ့အကြောင်းရင်းရှုပ်ထွေးတာဆိုရင်ဖူကုဆဆုစာတွေပါရှုပ်တာဆိုရင်ဖူကုဆဆုပစ္စည်းတွေအဲ့လိုမျိုးလူကြီးပြည့်ကြပ်ပြီးရှုပ်ထွေးနေရာကိုခွန်ဆဆု ဟုတ်နော်အဲစမ်းပန်းကြည့်ပါမယ်စုခွေနော်ဝေကသဘွေးရဲ့အပေါ်ကစုဘိုးကြီးဂျော်ဒန်နီနတ်တူနေစုဘိုးကြီးဂျော်ဒန်စုဘိုးကြီးဆိုတာကမြန်မာအန်ဝေါ်တာမဟုတ်တော့ဘူးနော်အာဒီဘယ်လိုလဲဘယ်လိုပြောမလဲအများကြီးဆွဲတယ်ပြီဂျော်ဒန်အခြေအနေအဲ့တော့စုဘိုးကြီးဂျော်ဒန်နီနတ်တူဆိုတာကသဘွေးကပစ္စည်းကြီးအများကြီးနဲ့ပြည့်ပြီးချုပ်နေတာအာဥမာမနက်စနေဥစားကြီးတဲ့သဘွေးပေါ်မှာဆိုရင်စာအုပ်တွေရောဂျာကြီးဇာတွေရောဖုန်းတွေရောအဲ့လိုမျိုးပေါ့နော်စုံနေအောင်အဲ့လိုမျိုးပြည့်ကျက်နေပြီးရောရှုပ်နေတာကိုစုဘိုးကြီးဂျော်ဒန်နီနတ်တူနေလို့ပြော 本当ほばかわけがわかんないよね。あ、部屋にどうしてたまんもないぼเนาะ。あれမျိုး。あ、どうしてไอ้อาจารย์ยิงကိုน้ําไม่เลยออกบ่เนาะ。เออสุบုံมาได้อาจารย์ยิงကိုน้ําไม่เลยอูเสียดีเว้ย。はい。ほびなるくじばめ。かちょーで。かちょーはเออ session กวยมุบ่เนาะ。ぶちょ่ยออกกะ。ยูโคโตยูโคโตほびเนี่ยมานะซุโลยูยูหลุเลยဖတ်လို့ရတယ်ဗောเนาะ。ยูโคโต。はい。ยูโคโตがすぐ変わるよね。すぐချက်ချင်း ခါဝရီယော်နဲ့ပြောင်းလဲတယ်နော်အဲ့တော့ပြောတဲ့အကြောင်းအရာကချက်ချင်းပြောင်းလဲတယ်ဆိုတော့ तू ကတော်ကြတမျိုးခုမျိုးပြောတယ်နော်လို့ပြောရမယ်ဒီလိုပဲနော်ခါချောကွာတော်ကြတမျိုးခုမျိုးနဲ့ပြောလိုက်ရင်အဲ့လိုမျိုးပေါ့နော်ဟွန်းတိုးဟုတ်ပါကွာဟောခေကွာခဏယုံနေဘာလဲပဲရှုပ်နေပြီပေါ့နော်နားအောင်မလဲတော့အကြောင်းရင်းကိုတခြားနားမလဲတော့ဘူးအဲ့လိုမျိုးသိပဲပေါ့နော်ဟိုက်ကောပန်းကြည့်ပါမယ်ဟီကိုရှိနီမိုဆိုနောဆေဒီဟီကိုရှိဆိုတာအိမ်ရွှေ့တာပေါ့နော်နီမိုဆိုအထုပ်ပိုးတွေရဲ့ဆေဒီတန်ရှင်းလောက်တာကစွစွန်တဲ့သူ စွစွန်သေးဘူးဆိုတာကတခုခုကဟိုဆက်ပြီးတော့အဲ့လိုမျိုး progress ပေါ့နော် progress ဆက်လက်ပြီးတော့ဖြစ်နေတာဥပမာမနက်ဆိုလို့အဲ bank bank ကျော်ဝတ်တော့ဒီစကနီယုံကောဘန်ကျော်ဂျပန်စာလေးလာတာကဆက်ပြီးတော့ဆက်ပြီးတော့လေးလာပြစ်လာရယ်နော်ဆက်ပြီးတော့တိုးတက်မှုရှိလာအဲ့လိုမျိုးဆိုရင်စွစွန်သေးဘူးလို့ပြောတယ်အဲ့တော့ဒီညမှာလည်းပဲ Hikoshi Nimosuno Seri အိမ်ရွှေ့တဲ့ဒီအထုပ်ပိုးတွေရဲ့တန်ရှင်းလောက်တာပေါ့နော် CC ရေလောက်တာဥမာစာအုပ်တွေဆိုစာအုပ်တွေဆိုဝဲတွေဆိုဝဲတွေသူ့ညာနဲ့သူထားတာပြန်လောက်တာတွေကစွစွန်သေးဘူးပြီးပြီလားအဆင်ပြေလားပေါ့နော် မိုးဝါခဲကဝါခနိုင်နေဝါခဲဝါခနဝါခဲကဝါခနိုင်ရောဘယ်ကနေဘလို့ရှင်းလို့ရှင်းမှာအိုးမသိတော့ပါဘူးရှုပ်နေတာလေပေါ့နော်အဲ့လိုမျိုးလည်းရတယ်ဝါခဲကဝါခနိုင်ရောနေဟဲ့အကြောင်းရင်းရှုပ်တွေးတယ်အဲ့လိုမျိုး PC PC ရရှုပ်တွေးနေတယ်ဘယ်ကနေဘလို့ဆက်လုပ်အောင်မသိအောင်ရှုပ်နေတယ်ပေါ့နော်အဲ့လိုမျိုးလည်းရပါတယ်ဟဲ့ Okay အဲ့ဆိုတစ်ကနေငါဒီရမလားဟုတ်ကဲ့ကြည့်ပါဦး။ဟုတ်ပါပြီအစောနားထောင်ကြည့်ပါမယ်။ 13番1あの二人また付き合い始めたんだってまたわけがわかんないね2あの映画どうだった話が複雑でわけがわかんなかったよ3机の上がすごい状態になってるねほんとわけがわかんないよね4 課長、言うことがすぐ変わるよね。ほんと、訳がわかんないよね。五、引っ越しの荷物の整理、進んでるもう、わけがわかんないよ。